အဲ့ဘိုးတော်ကဘာလို့ तू အတင်းတောင်းတာလဲပြီးတော့ तू ကဘာလုပ်လဲ तू ကအမေတထေးပါတာအမေကအလုံးလုံးပြီးတော့ तू လည်းပတ်စံပေးတာပေါ့ तू ပတ်စံမပေးရင်အမေကိုစားစရာတောက်စရာမရှိဘူးလေအမြန်ပြန်ရအောင်ယောက်ျားယောက်ျားဒီမှာလာကြည့်ပါဦးဘာလို့အလောက်အော်နေတာလဲမိမရဲ့အမလီမိမမင်းဘာသူကလေးခေါ်လာတာလဲဒါကျမတို့သားလေဒီနေ့အလောက်သွားလို့တော့ဘာအရင်အောင်နေလား သားလေးကမွေးလာခဲ့တယ်။မွေးမွေးချင်းပါပဲလမ်းလျှောက်နိုင်တာ။ဟာကောင်းလိုက်တာငါသားကနှစ်သားကနေမွေးဖွားလာတာနေမှာ။ကျွန်တော်မွေးလာတော့မွေးကြီးကြီးတကောင်စိတ်နှုံးလာပေးတာ။ဒါပေမဲ့အခုအမေတထဲကယူသွားလိုက်ပြီအဖေ။သားပြောတာဟုတ်ရဲ့လားမိမ့်မ။ဟုတ်တယ်။ဘာလို့သူ့ကိုသွားပေးလိုက်တာလဲ။အဲ့ဒါငါတို့သားဟာလေ။ကျမလည်းမတက်နိုင်ဘူးရှင်။စိတ်ဝင်စားမနေနဲ့တော့ကျမတို့စားဝတ်နေရေးကအရေးကြီးတာ။ အဲ့စိန်နှုံးကသားလေးရဲ့ပါရမီသာဆိုရင်တနစ်သားလေးစီပြန်လာလိမ့်မယ်။နှစ်မျိုးမနေနဲ့။ဟွန်းမင်းပြောတာလည်းဟုတ်ပါတယ်။ဒီနေ့သားလေးလည်းရှိတာဆိုတော့လာလာအင်မော်တက်ရအောင်ဒီနေ့သားလေးကိုအဖေခင်းကောင်းကောင်းလေးချက်ကျွေးမယ်။တထိပ်ဘက်မှာတော့သူအဲ့စိန်နှုံးကိုရလာပြီးတဲ့နောက်မှာသူ့အိမ်ဆောင်ရေးစီးပွားရေးတွေပြောင်းလဲလာခဲ့တယ်။ပါလို့လို့အရင်ကြီးကကုန်းအလုပ်သမားတွေကထွက်တာမီယာလည်းမရှိတော့ဘူးမြင်းနေရာတိုင်းခံရသူက အွန်လိုင်းပေါ်ကနေဂိမ်းဆွဲနေလို့ပါတထဲကြီးတထဲကြီးအိမ်မှာရှိလားဘာကိစ္စရှိလို့လဲတထဲကြီးသွားတဲ့ပတ်စံကဘယ်ချိန်ပြန်ပေးမှာလဲဒါဘယ်နှလားအောင်ရှိနေပြီလဲဒီနေ့မပေးနိုင်ရင်ညီရီအောင်တိတ်တော့မယ်အဲ့လိုတော့မလုပ်ချင်ပါဘူးတထဲကြီး